95ခုနှစ်အော်တိုဘာလ4ရက်စနေနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက်နူမရိုလော်ဂျီကဏ္ဍပင်ဟောကိန်းကတော့စနေနံဟာအထုပ်ကိုရောက်နေတာဖြစ်တဲ့အတွက်အခွင့်အရေးတွေရလိမ့်မယ်အထက်လူကြီးကကိုယ့်ကိုမျက်နှာသာပေးလိုက်တာအလုတ်ခန့်လိုက်တာယာရုတို့လိုက်တာမင်္ဂလာသတင်းကောင်းစကားကြားတာမျိုးကဒီလိုကိန်းကဏ္ဍအနေနဲ့တိုက်ဆိုင်ပါတယ်အထူးသဖြင့်နိုင်ငံခြားနဲ့ပတ်သက်တဲ့အလုပ်မျိုးတွေနိုင်ငံခြားရောက်နေတဲ့သူတွေစီကနေသတင်းကောင်းမျိုးတွေကြားတတ်ပါတယ် ကွဲကွာနေတဲ့သူတွေရဲ့အဆက်အသွယ်ကောင်းရမယ်။နေရာထိုင်ခင်းနဲ့ပြောင်းဝရွှေ့ဖို့ကိစ္စတို့အလုပ်အသစ်စဖို့ကိစ္စတို့အစီအစဉ်မျိုးတွေအောင်မြင်မယ်။ဒီလိုနဲ့မှခொနည်းသားမိတွေအားလုံးကန်တရားကကိုယ့်ကိုအထွတ်မြတ်ပေးဖို့ဖြစ်ကြတော့စနေထွန်းဖြစ်တာကြောင့်နီးစတဲ့နိုင်ငံုံဖျားတစုမှာနှင်းစီပန်းအနီအောင်ဆယ်ပွင့်လှူပြီးတော့မိမိဖြစ်လို့တဲ့ကိစ္စတွေအားလုံးအထူးဆုတောင်းလိုက်ပါခင်ဗျာ။ဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတော့ကတော့စွန့်ခံကြတဲ့ကိုရင်ဥပဒေတစ်ပါးပါးကို တကြားတို့တထုပ်လှူဒန်းပြီးတော့မိမိရဲ့ပညာရေးကိစ္စသင်တန်းကိစ္စရှောက်လာကိစ္စများဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာရင်တော့ကတော့မာမုတ်ဗေဒနိယစနေနေ့ဘွားအထွန်းဘွားဇာတာရှင်များဖြစ်ကြပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ဒီနေ့တအားလုံးကံကောင်းမှုလို့အတွက်ကုသိုလ်ရရာဖြစ်နေကတော့မြတ်စွာဘုရားရှင်ကိုဓမ္ပေါဆွန်ယဟန်တန်ဃာများကိုဓမ္ပေါဆွန်လမ်းလူခြင်းနဲ့အပရိသတ်များကိုဓမ္ပေါ ထမင်းဟင်ဒါနပြုခြင်းဟာတနည်းဒါလုံးကံကောင်းမှုတွေအထောက်ပံ့ကောင်းနေရပါလိမ့်မယ်ခင်ဗျာထို့သူဒီနေ့မှာအကျိုးပေးတဲ့စိုးမိုးကဏ္ဍတွေကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေထူးဝင်ဖို့အတွက်ဆိုရင်တော့အရှိရက်ကိုမျက်နှာမူပြီးငပြောသီးမဲ့စားယူငွေဝင်ပါစေဆုတောင်းခြင်းအပြင်ဒီနေ့ငွေထူးဝင်ပါလိမ့်မယ်စတိုးဆိုင်တွေကုန်းဆုံးဆိုင်တွေဈေးဆိုင်တွေမှာရောင်းပန်းစာဝယ်ပန်းလှဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာသာကိုတကြားနဲ့ငယ်ကျက်ပက်ပြီးဆုတောင်းခြင်းအပြင်သိသာသာရောင်းပန်းစာဝယ်ပန်းလှပါလိမ့်မယ် အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့လိုအတွက်ကတော့တပြေညွန့်လေးတညွန့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့သိသာသာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်။အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတခွားသီးတစ်လုံးမှရေးပြီးတော့သီလရှင်ဆရာလေးကိုလှူဒန်းလိုက်ခြင်းအပြင်အမှုအခက်ခဲကလွတ်မြောက်ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်။မိသားစုမှကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ဒီလိုနည်းမျိုးမှာ ကစုံရကြော်ဘူးဓာတ်စာအဖြစ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးအမြစ်တားရင်အိမ်တော်ကြီးကိစ္စတွေအေးချမ်းဖို့လို့တော့ကတော့ရေကတော့လေးတွေပါတဲ့အချွေတမျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာ